ဖြစ်လျာဘဝမှာပညာတက်ဖို့ဆိုပြီးတော့ပညာဖြစ်စေတတ်တဲ့ဆိုပါတော့ပညာဒါနဆိုပြီးတော့ဒီသူများပညာသင်ဖို့အခွင့်အလမ်းတွေဖန်တီးပေးတာတို့စီမီးတူပြီးတော့ဆုတောင်းတာတို့ဖြစ်လျာဘဝမှာပညာကြည့်ရပါလို့ဤလိုဆုတောင်းတာတို့ဒါတွေကိုအားကိုးလိမ့်ရှိကြတကယ်ရတော့ စာပေကျမ်းကမှကြည့်မယ်ဆိုရင်အဲ့ဒါတွေရောမဖြစ်ဘူးလားဆိုတော့ဖြစ်ပါစာပေကျမ်းကမှဆိုတဲ့အတိုင်းပြောမယ်ဆိုလို့ရှိရင်ပညာပါရမီဖြစ်ပြီးတော့ဖြစ်လျာဘဝမှာပညာကြီးဖို့အတွက်ကဘာလို့ရတာတော့ဆိုရင်ဒီဘဝကလေးကမေးမြန်းဆွေးနွေးလေးလာမသားခြင်းပဲဖြစ်တယ်ဒါဟာအလွန်သဘာဝကျတယ် မဟာပညာတောင်းတဏိကပฏิပဒါဆိုတာတရားနာတယ်မေးတယ်မြန်တယ်ဆွေးနွေးတယ်ကိုမသိတာကိုသိအောင် မေးတာမြန်တာဟာပညာတွတ်တဲ့ခြင်းအကြောင်းဖြစ်လျက်ပေါ်မှာပညာကြီးမားခြင်းအကြောင်းဆိုမေးတယ်ဆိုရဲမေးတယ်ဆိုတာသင်ယူခြင်းပဲဖြစ်တယ်လေကိုမသိတာကိုသိဖို့အတွက်သင်ယူခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ ဖြစ်တရားဘဝမှာပညာချီးမားခြင်းလို့ရှင်အပြင်းမထူနဲ့ဒီဘဝမှာပဲသင်နော်ဒီဘဝမှာပဲသင်တတ်နိုင်တယ်ဗျစဉ်းစားပညာရှိပုဂ္ဂိုလ်တွေတွေ့တဲ့အခါမှာကိုသိကျင်တာတွေမေးရှင်းနေမှမထားနဲ့အဲ့လိုမေးမြန်းဆွေးနွေးလေးလာဖတ်ရှုခြင်းဟာမဟာပညာတောင်းတနိကပฏิပဒါလို့ခေါ်တယ် ညာတိုးတက်ခြင်းအကြောင်းသူပြောတာအဲ့တော့အကြောင်းတရားကိုစဉ်စဉ်စဉ်းစားကြည့်မယ်ဆိုရင်သူများ၏ပညာသင်ဖို့အခွင့်အလမ်းတစ်ခုကိုဖန်ပြီးပေးလို့ရှိရင်အဲ့ဒီကုသိုလ်ကအကျိုးပေးမှာကိုယ်လည်းပညာသင်ခြင်းနဲ့ဆိုရင်အခွင့်အလမ်းတစ်ခုဖန်ပြီးပေးခြင်းပဲဖြစ်မှာပဲ။ဘာဖြစ်လို့လို့ဆိုလို့ရှိရင်ကံတရားရဲ့သဘာဝကကိုယ်လုတ်တဲ့ ကိုလှုပ်လိုက်လို့တစ်ဖက်သားမှာရားသွားတဲ့အခြေအနေမျိုးကိုကိုယ့်စီကိုတုံ့ပြန်ပေးအချက်နဲ့ဖြစ်တယ်။ကံရဲ့တဘာဝကိုလှုပ်တဲ့အတိုင်းကိုပြန်ရတာဆိုလို့ကိုလှုပ်တဲ့ကောင်းကျိုးမကောင်းကျိုးသည်ကိုယ့်စီပြန်ရတာအဲ့ဒါကိုဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်အားလုံးကြားဘူးကောင်းကြားဘူးလိုက်ပြီ။ဩစတြေးလျနိုင်ငံမှာ အပေါ်ရဂျီနီဆိုတဲ့လူရိုင်းနဲ့အသုံးပြုတဲ့တကောက်ကွေးလိုကောက်ကောက်လက်နဲ့တစ်မျိုးရှိတယ်ဘူမရင်းလို့ခေါ်တယ်အဲ့ဒီဘူမရင်းဆိုတဲ့လက်နဲ့ကကောင်းကင်ကိုပြစ်လိုက်လို့ရှင်ပြစ်တဲ့လူစီပြန်ရောက်လာဒီလက်ထဲကိုပြန်ရောက်လာတယ်သူကကောင်းကင်မှာပြန်ဝဲပြီးတော့ပြစ်တဲ့လူရဲ့လက်ထဲရောက်လာတယ် ကိုလုံးတဲ့ကံတရားဟာလည်းပဲဒီတိုင်းပဲကောင်းတဲ့ကံလုံးလို့တစ်ဖက်သားကိုကောင်းကျိုးတွေပေးရင်အဲ့ဒီကောင်းကျိုးချမ်းသာမျိုးကိုပြန်ရလာမကောင်းတဲ့ကံလုံးလို့မကောင်းကျိုးတွေဟာပုဂ္ဂိုလ်တူစီရောက်သွားပြီးဒုက္ခတွေပေးတယ်ဆိုရင်အဲ့ဒီဒုက္ခမျိုးကိုစီပြန်ရောက်တယ်ဒါကံရဲ့ဓမ္မတာပဲလို့ဥဒံအထက်ကထာမှာကံနဲ့ပတ်သက်ပြီးတော့ ဖော်ပြထားတာရှိတယ်။ကံကြမ္မာကျုပ်ပေးမှုဟာကိုလို့တာကိုစီပြန်ရောက်တယ်။အေးဒါကြောင့်မို့အခုဒီဘဝပညာသင်ပြီးတော့ပညာတတ်သွားလို့ရှိရင်အဲ့ဒီပညာမျိုးဟာကိုယ့်ရင်ထဲမှာပျောက်သွားတာမဟုတ်ဘဲနဲ့ဖြစ်ရရဘဝမှာကိုယ်ကပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်မို့အခုလို့သိရှိကြတဲ့ဘဝမှာ အမှတ်တမဲ့မနေကြပဲနဲ့လေးလာကြရမယ်စီဘူးကြရမယ်ဓမ္မစာပေတွေဖတ်ရှုကြရမယ်ဒါတော့ငါတို့မသိတော့ဘူးဆိုပြီးရှောင်းတိတ်မထွက်နဲ့မသိသိအောင်ကြိုးစားမယ်ဆိုလို့စိတ်တက်နေရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံရောက်လာတာနှစ်ပေါင်းတစ်ထောင်ကျော်သွားသို့တော်မြန်မာလူမျိုးတွေအများစုကဒါတွေကဘုန်းကြီးဆရာတွေငါတို့နဲ့မဆိုင်ဘူး လောကုတ္တရာဇာရီဆိုပြီးကြောခိုင်းနေချာအဲ့ဒါမဟာအမားတော်အစီအစဉ်ဖြစ်တယ်။ယသောဗျာရဲ့အဆုံးမတရားတော်တွေထဲမှာစီပွားရေးလုံနီးပါတယ်။ကျမ်းမအောင်နေနီးပါတယ်။ဘဝမှာအဆင်ပြေအောင်ကောင်းကျိုးချမ်းသာတွေရအောင်တဘဝပြီးတဘဝအဆင်မြင့်သွားအောင် ကိုကိုဓမ္မလမ်းကြောင်းမတိန်ဆောင်ထင်းချောင်းနဲ့နီးစနစ်တွေကိုဆက်ဆော့ပြအဆုံးမတယ်မှာပါဘာတိဖရန်ကျင့်တယ်ဆိုဒီမြစ်ဝါကုံကြီးဆရာတော်တို့ပြနေတဲ့တရားဓမ္မတွေနိုင်ငံသားတွေကအခု mindfulness လေ့ကျင့်ခန်းဆိုပြီးတော့ဘုရားဟောတဲ့တရားလို့ မပြောချပဲနဲ့ mindfulness လေ့ကျင့်ခန်းဆိုပြီးတော့လူတွေဘလောက်အကျိုးပြုတယ်ဆိုတာကိုသိရှိနားလည်ရတဲ့အခါမှာသူတို့ဝဟရရိနဲ့သူတို့သုံးပြီးတော့တတိတရားကျိုးစားပြီးတတိပ္ပံကျင့်စဉ်ကိုကျင့်ကျင့်တဲ့အလုပ်တွေဟာဒီကနေ့ထိသင်တန်းနေပေးပြီးဝေကြီးများစွာပေးပြီးတက်နေကြတာနိုင်ငံများနေပေါ့နော် နောက်တစ်ခုမြန်မာနိုင်ငံမှာဘုရားဘာသာဝင်သူတော်ရှင်တွေဥပုသ္စံ12နှစ်လောက်မနေ့ပိုင်းမှာ12နှစ်အထိအောင်စားပြီး12နှစ်ကလေးစားတာကိုရလိုက်တယ်ရလိုက်ပြီးတဲ့အခါနောက်တည့်အာယုတက်မှစားတယ်73နှစ်14နှစ်15နှစ်16နှစ်ပြီးမှတစ်ခါစားဥပုသ္စံ အဲ့ဥပုံဆောင်နေဆိုရင်လူတွေကဥပုံဆောင်တာဟာနောင်ဘဝအတွက်လို့ဒီလိုထင်တယ်တကယ်ကတော့ဥပုံဆောင်ခြင်းကြောင့်ဝိချပေးတာဖြစ်သွားနော်အဲ့ဒီ16နိုင်မှာခန္ဓာကိုယ်မှာရှိတဲ့အပူအစီတွေကိုဘန်းတောင်းလုပ်လိုက်တော့နောက်ထပ်မစားခြင်းအဖြစ်ကျမရေးအတွက်အလွန်ကောင်းလို့အဲ့ဒါကိုအခု အနောက်တိုင်းတွေမှာဗာပြောလာကြသလဲဆိုအင်္ဂလိပ်စကားလုံးနဲ့ intermittent fasting လို့ခေါ်တယ်အင်္ဂလိပ်စကားလုံးနဲ့ intermittent fasting intermittent ဆိုတာရက်ဆိုင်ခြင်းနဲ့နောက်ထပ်ပြန်စားခြင်းကြားမှာဟုတ်လား7နာရီဖြစ်စေ7နာရီဖြစ်စေ16နာရီဖြစ်စေကွပြရက်ဆိုင်တာရက်ဆိုင်ပြီးမှပြန်စား ဥပုံဆောင်တယ်ဆိုတာ12နာရီမှအစားရလိုက်တယ်။ရပ်ပြီးနောက်တဲ့အာယုန်တက်မှပြန်စားတယ်လေ။အဲ့ဒီအတွဲမှာဝိချပြီးသားဖြစ်သွား။အဲ့တော့ဒီဝတ်တုတ်တို့ဝိချခြင်းနဲ့လူတွေတို့ဥပုံပဲဆောင်ပါ။အဲ့ဒါအကောင်းဆုံးဤစနစ်။သွားပြီးတော့ဆေးတွေနဲ့မချနဲ့အန္တရာယ်ရှိတယ်။ဆေးတွေနဲ့ဝိတ်တော့မချနဲ့ သူကိုဆောင်သည့်အတွက်ကြောင့်ကုသိုလ်လည်းရသွားတယ်ဝိတ်လည်းကြာသွားအစီတွေအပိုတွေမထွက်တော့ဘူးခန္ဓာကိုယ်စံတတ်ကြည့်လေတကယ်အဲ့ဒါနောက်တိုင်းကလူတွေကကောင်းမှန်သိပြီလူဟာရသဗျာကိုယ်တိုင်ကဘာဘာမရှိလို့ယန်းတွေကိုဆုံးမတာလူတွေကိုတော့ရသဗျာပြောပါဘူးလူတွေကတော့စားခြင်းစားမဆိုတော့ကိုယ်စကားနားထောင်မဲ့ပုဂ္ဂိုလ်ပဲပြောတာမြတ်စွာဘုရား ရဟန်းနေကြတော့လို့ပြောတော့ငါဟာမနဲ့တစ်ချိန်ပဲစားတယ်တဲ့မနဲ့တစ်ချိန်စားသည့်အတွက်ကြောင့်ငါမှာယောဂ2မျိုးမရှိဘူးတဲ့2မျိုးဆိုတာဘာလဲအာဘာဒဆိုတဲ့ယောဂလည်းမရှိဘူးအတင်ငါဆိုတဲ့ယောဂလည်းမရှိဘူးအာဘာဒဆိုတဲ့ယောဂဖြာရနာရကောင်းခဲတာပိုက်နာတာဒီလိုယောဂမျိုးတွေလည်းမရှိဘူးအတင်ငါဆိုတဲ့ယောဂကတချောင်ချောင်နဲ့ နှလုံးယောဂတို့သွေးထူယောဂတို့ဒီလိုဟာမျိုးတွေတချောင်းချောင်းလောကစားတော့လို့ခက်တဲ့ယောဂမျိုးဒီယောဂမျိုးလည်းငါမဖြစ်ဘူးတဲ့ခွန်အားလည်းပြည့်စုံနေတဲ့အထိုင်ထားလည်းပေါ်ပါတယ်ကျမ်းနဲ့ကျမ်းပါတယ်မင်းတို့တွေတစ်ထပ်ပဲစားအဲ့ဒီစနစ်ကတော်တော်ကောင်းတဲ့စနစ်အနောက်တိုင်းကလူတွေကသိလာတော့နော်သူတို့ခန္ဓာကိုယ် ဝေးချခြင်းနဲ့ဆိုရင်အဲ့ဒီစနစ်ဟာအကောင်းဆုံးပဲနော်ဝေးချခြင်းအဲ့ဒီစနစ်အကောင်းဆုံးပဲအဲ့ဒါမှတ်တာ intermittent fasting နဲ့အင်္ဂလိပ်စကားလုံးနဲ့ intermittent fasting ဆိုအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေဟာမြမအများစုနားလည်နေတာ နံဘဝလို့ထင်နေကြ။နံဘဝအဲ့အတွက်သို့မဟုတ်နိဗ္ဗာန်လို့ဒီလိုအောင်မင်းနေ။မဟုတ်ဘူးဒီဘဝတဲ့အကျိုးရှိတယ်။အဲ့ဆိုဗျာဆုံးမတရား။ဒီဘဝမှာအကျိုးပြု။အလုံးသိကြတဲ့မြတ်စွာဘုရားရဲ့ခုံးတော်ကိုးပါးထဲမှာဝိဇ္ဇာဆရဏတမ္ပဏောဆိုတဲ့ထဲမှာဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးဆရဏ၁၅ပါးဆိုတာ ဘုရားဝါဒဝိနည်းအလုံးကြားဖို့ရလိမ့်မယ်ရလည်းရကြတယ်အဲ့ဒီစရဏတရား35ပါးဆိုနိဗ္ဗာန်ရောက်ကြောင်းတရားအဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းတရားတွေမှာဘာပါရောဆိုဘောဇနိမတ္တိညူတာဆိုပါအစားစားလို့ရှိရင်ကိုယ်နဲ့တဲ့တာပဲစားတယ်နော်အပူမစားဘူးစားတဲ့တော့ပဲစားတယ်ဆိုတာဒါဟာနိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာ ဘာချောင်းနေမှာကြောင်တရားနဲ့အဲ့ဒါထဲ့တော့ဆိုအစာတွေနှင်းကန်စားခြင်းအားဖြင့်ခန္ဓာကိုယ်ထဲမှာအစီဘူတွေများလာစီဘူတွေများလာတော့သူကအမြဲတမ်းအိတ်ချင်လာဝိတ်တွေတက်လာတယ်တရားအမထုံးတယ်ဒါကြောင့်မို့လို့အစီဘူတွေနဲ့ဝိတ်တက်ပြီးတော့ ပြောကြတွေးတူတို့နှလုံးတို့ပါဆက်လာအဲ့ဒါမျိုးတွေမဖြစ်အောင်လို့ပြောဆိုကြကျမ်းမာရေးအတွက်အကောင်းဆုံးဘောဇနိမတ္တညုတာစားတဲ့နာပဲစားမယ်စားတဲ့အတိုင်းတားလည်းပဲစားမယ်တဲ့တာပဲစားမယ်မတဲ့တာမစားဘူးဆိုတဲ့ဒီဘောဇနိမတ္တညုတာဆိုတာအလုံးကိုအသေးပဲရှိတဲ့စကားတခုဒါကြောင့်မို့မြတ်စွာဘုရားအဆုံးအမတွေကတန်ဋိဌိကံ မျက်မှောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်။တံပရာယိကနောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်။အကျိုးနှမျိုးကိုမြတ်စွာဘုရားရဲ့အဆုံးအမကရရှိစေတယ်လို့ဒီလိုမှဖြစ်တယ်။ဟုတ်